မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ကြပြဘုတ်သေးကိုတိုးဝင်ခန်းစားကြည့်ခြင်း73ကိုကျွန်တော်ဖတ်ပြမှာပဲဖြစ်ပါတယ်အခုဖတ်ပြမယ်ကြပြခန်းစားခြင်း73မှာဆိုရင်ဇာမောင်ချောနယ်ရဲ့နာမည်ကျော်ကြပြဘုတ်ဖြစ်တဲ့ကြပြလေးနဲ့ထမင်းစားပြီးနောက်ဆိုတဲ့ကြပြကိုကျွန်တော်တိုးဝင်မိတယ်လို့ကျွန်တော်ခန်းစားမိတယ်လို့ကျွန်တော်ခန်းစားထားတာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့အတူတူ ဒီကြပြခံစားခြင်းလေးကိုခံစားကြည့်အောင်ပါကြပြဘုတ်ထဲကိုတုံးဝင်ခံစားကြည့်ခြင်းသတ္တအေးအေးဆိုတာတစ်ပေမြင့်မြင့်ကြီးတွေဝိုင်းရံအုံမိုးထားတဲ့ခြံဝင်းကျဲတစ်ခုတွေကအမတ်တရားတွေနဲ့ပြည့်နှံ့နေတဲ့နေရာလေးတစ်ခုမိုးရင်ကာလရေတွေတက်လာရင်ထင်ကြံရစ်တက်တဲ့ရေရစ်တွေရှိတဲ့ကိုကိုပေမြင့်မြင့်ကြီးတွေရှိတဲ့မြို့ဝကျုံးပေါ်ရက်ကနေရာလေးတစ်ခုအိမ်လွမ်းတာ အိမ်နဲ့ဝဲဝဲကို အချိန်အကြာကြီးသွားနေဖို့တဲ့သူတွေဆိုရင်မကြမကြာခံစားတတ်တဲ့ဝေဒနာကျွန်တော်ဘဝမှာအိမ်လွမ်းတာကိုပထမဆုံးစပြီးခံစားဖို့တာကတော့ဆယ်တန်းနှစ်မှာပဲဖြစ်ပါတယ်ဇောင်းဘွားတွေဖြေကာနီးကျောင်းနဲ့နေတဲ့နေရာကအိမ်တအိမ်မှာသွားနေခဲ့ရခြင်းဝေးကလေးကအမေနဲ့တစ်ခါမှခွဲမအိပ်ဘူးလေတော့ညာအိမ်ချိန်တွေတမင်းစားချိန်တွေဆိုရင်အိမ်ကိုတော်တော်လေးလွမ်းမိခဲ့ပါတယ်ဒါပေမဲ့တစ်ပတ်တစ်ခါဖြစ်ဖြစ်နှစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် အိမ်ကိုပြန်လို့ရနေလေတော့အိမ်လွမ်းနာဟာတိတ်ပြီးမပြေးထိုင်ခဲ့ပါဘူးတကယ်တော့အိမ်လွမ်းနာကိုအသေးအံခံစားရတဲ့ကာလကတော့ပထမဆုံးတာဝန်ကျခဲ့တဲ့ဒေသကိုရောက်တဲ့အချိန်မှာအိမ်တုံးကကျွန်တော်အသက်က18နှစ်လောက်ပဲရှိပါဦးမယ်ဆယ်ရက်ပြီးတဲ့နောက်ပညာရေးကောလိပ်နှစ်နှစ်တက်ပြီးအလုပ်ခွင်တွေကိုတာဝန်ခဲ့ရတာဆိုတော့အမေရင်ဝင်ကနေတကယ်လောကကြီးတဲ့အချိန်နဲ့ပြစ်ချလိုက်တယ်လို့ပါပဲကျွန်တော်တာဝန်ဆကြတဲ့နှစ်ကနာခဲ့ဖြစ်တဲ့နှစ်နာခဲ့မုံသားရဲ့တံကိုကြိုးကော့အောင်ခံထားရပြီးတဲ့ ရွာကလေးကိုကျွန်တော်ရောက်တော့အနိဋ္ဌာယုံတွေကတဝန်းလုံးပြည့်နှက်နေကြတာပဲဖြစ်ပါတယ်ပရမသုဆောက်ရောက်တဲ့နေ့ကတော့လာဂျူသူလိုက်ပို့သူတွေနဲ့ဆိုတော့အလုံးကမိမိပျောက်ပျောက်နဲ့ပြီးသွားခဲ့ပါတယ်နောက်ရက်လိုက်ပို့ကြတဲ့သူတွေပြန်သွားကြတော့ကျွန်တော်မသိတဲ့ဈေးနေကြမှာကျွန်တော်တယောက်တည်းထီထီကြီးနဲ့ကြံခဲ့တယ်လို့ဖြစ်သွားတယ်ခံစားချက်ကတော့ကိုယ့်ထက်အစမတန်ကြီးကျယ်တဲ့နေရာမှာကိုကတကယ်တေးသေးလေးဖြစ်သွားတယ်လို့မျိုးဒါကြောင့်ညနေဘက်မှာ ေကန်းဆက်ကတရားလေးပေါ်ကိုတယောက်တည်းလာထိုင်နေလိုက်မိတယ်။နေလုံးကမဝင့်တဝင်းအချင်းမစုံစည်းအောင်လင်းရောင်တွေကမြစ်ပြင်ကိုကျော်ပြီးတော့ဖြာချနေတဲ့လေငယ်လေးတွေကလည်းတစည်းစာနှစည်းစာဟိုဒီသွားလာနေခဲ့ပါတယ်။ဘယ်ကဘလို့ဝင်ရောက်လာမှန်းမသိတဲ့အိမ်လွှဲစရာကျွန်တော်ပြင်းပြထန်ထန်ကြီးကိုရိုက်ခတ်နှုတ်လိုက်ပါတယ်။မိသားစုထမင်းဝိုင်းလေးကိုကျွန်တော်လွှမ်းသွားတယ်။တွေ့တွေ့တဲ့အမိအိတ်လေးတွေကကျွန်တော်အိယာလေးကိုကျွန်တော်လွှမ်းသွားတယ်။ကျွန်တော်စာအုပ်စင်လေး ကျွန်တော်စာကြည့်စပွဲလေးအကုန်လုံးလွှမ်းသွားပါတယ်။ဘလောက်ထိအိမ်ကိုလွှမ်းသွားလဲဆိုရင်မနေ့ကျရင်ငါအိမ်ပြန်တော့မယ်ဆိုတဲ့အထိလွှမ်းသွားပါတယ်။တကယ်တော့လေကျွန်တော်မပြန်ပြစ်ခဲ့ပါဘူး။လွှမ်းလိုက်မိလိုက်နေပဲနှစ်တိအကြာကြီးအဝေးမှာကျွန်တော်နေပြစ်ခဲ့ပါတယ်။ခုနောက်ပိုင်းမှာအိမ်လွှမ်းသူတွေရဲ့အိမ်လွှမ်းတာအကြောင်းတွေကိုမကြမကြကြားနေမြင်နေခဲ့ရပါတယ်။ဒီမင်ခွင်းနေတဲ့သူသတိရတဲ့ကြပြားလေးတစ်ပုဒ်ကတော့ဆရာမောင်ချောနယ်ရဲ့ကျေပြားလေးနဲ့ထမင်းစားပြီးနောက်ဆိုတဲ့ နာမည်ကျော်ကဗျာတဘိုးကိုပဲဖြစ်ပါတယ်။ကဗျာဒီလိုပါ။ကျေပြားလေးနဲ့ထမင်းစားပြီးနောက်ဟိုးခတ်ဝေးဝေးကြီးကောင်ဝင်စားအတန်လေးမှာပြန်တရားအိမ်မရှိကြဘူးအမေ။ကဗာမြေကြီးပေါ်မှာအကုသိုလ်ပန်းနေဝေပုံကလည်းအဖူးပေါ်အညွတ်တက်လို့တတ်မှတ်စရာပါလားအမေ။တန်တရားလေးတေးချင်းတွေကစီစီပရိကလေးလိုသားကမြည်လို့ပေါ့။တခါတည်းရန်တော့အမေရဲ့သားဘဝဟာ မြေငွေ့ပြန်ညာလေးတညဖြစ်ခဲ့ရတယ်။ဒါလေသူ့ကိုယ်ပိုင်အသီးတွေမြုပ်ဤလေးလံနေအောင်ထမ်းပိုထားရပေမဲ့ပျော်ရှာတဲ့ကုန်ထမ်းသမားတလဲပင်လေးကိုအားကြမိတယ်။အမေရဲ့လေးတွေထန်လာလေးလေးတောင်းမှကြေကွဲရလေးလေးပါပဲ။မိုးဦးအကြစောမယ်ဆိုတာလဲတကယ်တော့လောကရန်တရားပါလား။အိစီယာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေရဲ့။အမောင်နဲ့ဆူဆူမိုးရေတွေရွှဲရွှဲနေလို့အတန်နေတော့ငုံနေခဲ့ပါပြီအမေ။ ဇုံရှုံမှုတိရွတ်တွေမရှိမလားနဲ့ကန်ဆိုးမိုးမောင်တောင်ကုန်းပေါ်မှာတဘာဝရဲ့အပိုင်းစာတွေလဲလား။ตาညင်းဆန်တဲ့အမေအမေမသိဘူးလား။အမေตาကြပြဆရာလေးအမေရဲ့။တကယ်တော့လည်းအမေရဲ့ကြပြဆရာဆိုတာဒန်ခံကျိုးလေးတစ်ချောင်းပါဗျာ။အမေရဲ့။ဟောဒီကဘာလောကကြီးမှာအမေตาကြပြဆရာဖြစ်လာတာအပြစ်ရှိပါသလားအမေ။ตาရဲ့အချက်မှလေ။ဟောဒီကဘာကြီးနစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မတေချာတော့ပါဘူးအမေရဲ့။ ခုတော့တခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုခေါင်းအုံအိတ်မိလို့အကျဉ်းနာမဲ့သုံးစုလက်ကိုတာရခဲ့ပါတယ်အမေမတီးဘူးလားလူတွေရဲ့အပြုံးမှာကုံစည်းနှုံနေပါတယ်အမေရဲ့ဧကန်းနဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုတာတူတူခော့ခါမုန်းနေအမေအမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တပစ်စာရဲပါတောင်းမှာတော့ယူဇနာတန်းပေါင်းများစွာဝေးကွာလို့တာလီရေရောထားတဲ့ညရဲ့လို့မရခဲ့ဘူး သားရဲ့ဘီးကလေးဟာလေဘလောက်တောင်ပါလက်နေတယ်လဲဆိုတော့ဇန်ချီမြင်ကလေးတမြင်နီးမိရင်တော့ဘီးကထပေါက်သွားနိုင်တယ်အမေအလျံကြီးကြီးမီးတောက်မီးလျံကြီးတဲ့နေ့စဉ်ခုံခုံချနေရတဲ့ပေါ်ဝါကီအခမဲ့ညာတွေတိတ်ပြီးတိတ်သေးလုံးလားအမေလွတ်လွတ်ကျွတ်ကျွတ်ကြီးကန်သွဲခံရကျွန်တော်ဘလောက်မှားယွန်းမိလို့လဲအမေအစုပ်ကကြက်ကိုဆွဲမိဖို့ကြောင့်ချောင်းဆုပ်လိုက်တိုင်းချောင်းဆုပ်လိုက်တိုင်းရင်ကောင်းကြီးတဲ့မီးထထောက်တာမြင်ရ အမေရဲ့အသွေးလုံမမတယောက်ပါဒါပေမဲ့တစ်သားဘတ်စကာအိုအိုကြီးခိုးစီးလို့ကဗျာဆရာမာယာကော့စကီဆိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေပြောခံရတဲ့တားမိတ်ဆွေပေါ့ဘလောက်တောင်ကြောက်မက်ဖွယ်ရပြိုလဲခဲ့ပါလားလဲဘယ်တော်များမှတမာဒီဝရီလက်ထဲရောက်မာတယ်လေတယောက်ကိုတယောက်မင်းရင်ပေါ့မျက်စိတမိတ်လျှက်ရပြက်အတွင်မှာတော့မဂျိုရီချောင်းကောပြသွားဘဝကိုဖြစ်ညစ်ကြည့်လိုက်တော့လိန်မော်သေးလေးမှအချိုးရီကျန်သေးတယ် အသေးနှလုံးထဲမှာပန်းတွေအရင်ပွင့်တာပဲအမေရယ်။ကော်ဝေးညီဝစ်ချင်တဲ့ဆောင်းရာသီရယ်မီလီယံကဲမဲ့တဲ့မီလင်းဘူကြီးရယ်နှင်းဆက်တွေကိုအသေးကန်တောက်ချင်တဲ့မြက်ပင်ကလေးရယ်နာမင်းကိုပြပြဝဝတိုက်ရိုက်မမြင်ချင်တဲ့အပြုံးရယ်အနေအထိုင်မတက်တဲ့ရေပန်းနိုင်ကလေးရယ်မိုက်တွင်းနဲ့နဲ့ကြပြာပေါ်ကအချစ်ရယ်ပကြက်ခနလူလိန်ခံရတဲ့အင်းထဲကကြဲပြာလေးရယ်နက်ခတ်မိမိပျော်ရင်ရှာတဲ့အပျော်လေးရယ်တလက်ဖွားထဲမှာကြစ်ကြစ်ပေါင်းစုပ်ထားလို့ တဆက်ဆက်တုံနေရှာတဲ့သားဘဝလေးရဲ့အမေသားမှာပိုင်ဆိုင်ပါတယ်။ထမင်းစစ်စစ်စားခြင်းနဲ့အိမ်နံမွေးတဲ့အိပ်ရာစစ်စစ်မှာအိပ်ခြင်းနဲ့ခြေထောက်တွေကိုမီးဖို့အငွေပေးခြင်းနဲ့ဗမာပရာဇီတန်တန်တောက်ခြင်းနဲ့ပြီးတော့ဟောဒီလိုအမေမျက်လုံးအရောင်ကိုမွတ်သိပ်ပါတယ်။တေပေလေလွင့်ပြီးပြန်လာတဲ့သားကိုဂယုနာတက်မြက်တက်တဲ့အမေအကြည့်လေးအမေရဲ့အမေစိတ်ကမကတ်တာကြာပြီဖြစ်တဲ့တားသိမ်းမော်လေးအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်အမေ ဤသို့ပဲပဲ့တင်ပါလိမ့်မယ်။မောင်ချောတွင်ဟိုးခတ်ဝေဝေကြီးကောင်စဝင်စားအတန်လေးမှပြန်တရားအိမ်မရှိရှာဘူးအမေတဲ့။ဟုတ်တယ်။ကျွန်တော်တို့ကလေးဘဝတခြားလို့အမေရင်ခွင်ထဲမှာပဲကြီးပြင်းရှင်သန်လာခဲ့ကြတာ။ကြီးကောင်ဝင်စားပြုတ်ပြီးကိုချရောက်ပေါ်ကိုရဲရင်အိမ်မက်တွေကိုအကောင်အထည်ပေါ်ဖို့အမေအရေးကနေစထွက်လာခဲ့ကြတယ်။အဲ့ဒီကနေမှအိမ်မက်တွေနောက်လှိုင်းရင်းလှိုင်းရင်းနဲ့အစင်မပြေတာတွေကြုံလာကြရတယ်လို့ အဆင်မပြေခြင်းတွေကျွန်တော်တို့ဖန်တီးမိခဲ့ကြရင်ပြန်လျာအိမ်တွေပျောက်ခဲ့ရတယ်။ကဘာမီပေါ်မှာအကုသိုလ်ပန်းတွေဝေပုံကလည်းအဖိုးပေါ်အညွတ်တက်လို့တတ်မှတ်စရာပါလားအမေတဲ့။တိတ်ဟုတ်တာပေါ့။ဖះမကြိုက်ဖះကတားမြစ်ထားတဲ့အကုသိုလ်ပန်းတွေဆိုတာတကယ့်လောကကြီးမှာပေါ်မှာပေါ့။ကုရုဇင်းနေအတက်တော့တကယ့်ကိုတတ်မှတ်စရာရင်းကြီးပဲပြီးတော့လောကအတိတ်ထဲကမင်းမြင်သမျှတွေဟာအားကျစရာရင်းကြီးပဲ။ကိုလိုလူငယ်တွေအောင်မြင်ကုန်ကြတာအောင်မြင်နေကြတာတွေကအစား နောက်ဆုံးသူ့ကိုယ်ပိုင်အသီးတွေကိုညှုတ်ဤလေးလံနေအောင်ထမ်းပိုးထားရပေမဲ့ပျော်ရှားတဲ့ကုန်ထမ်းသမားတလဲပင်လေးကိုတော့မှအားကျမိရတဲ့အဖြစ်တလဲပင်လေးလိုမိသားစုဘွားကိုထမ်းပိုးပြီးပျော်နေကြတဲ့စင်းရဲသားမိသားစုရဲ့ဖခင်တယောက်ကိုတော့အားကျငင်းမောနေရတဲ့အထိဒီလိုအားကျငင်းမောစိတ်တွေနဲ့လောကကြီးတွေကိုကိုယ်ခန္ဓာကိုယ်ကြီးကိုပစ်ချလောကရန်တရားတွေကိုအလျားလိုက်ရှောက်သွားပြီးတော့အိပ်ဆရာမရှိတဲ့ညတွေစားရမရှိတဲ့ညတွေနေရနေရတစ်ခုတောင်မှမဲခဲ့တဲ့နေ့တွေ ဓာရီကိုဖြတ်တန်းကြုံတွေ့ကြရနောဂရန်တရားဆိုတာကလည်းရင်နစ်သူဝါကူထိုးသလိုအိတ်ဆီယာမဲ့တဲ့သူအတွက်မိုးအကြစောရပြန်တဲ့အစင်မပြေတာတွေနဲ့ကြုံလာရလေလေလူဟာဒဏ်ခံကြိုးလေးချောင်းလို့ဖြစ်လာလေလေဓာရီကပဲလောကရန်ရဲ့ရိုက်ပုတ်မှုအောင်မှာရုံးကန်နေရတဲ့လူသားကိုဗျာဆရာတယောက်ဖြစ်လာစေတက်ပြပါတယ်ဒီချောင်းကိုဆုံးရှုံးမှုတည့်ရွက်တွေမရှိမလားနဲ့ကန်ဆိုးမိုးမောင်တောင်ကုန်းပေါ်မှာတဘောဝရဲ့အပိုင်းစာတွေလားတာညစ်ဆန်တယ်မေးအမေမသိဘူးလား အမေသားကကဗျာဆရာလေးအမေရဲ့ဆိုပြီးကဗျာဆရာမောင်ချောနယ်ကလှလှပပကြီးပွဲဆိုထားခဲ့ပြန်ပါတယ်ကဗျာဆရာအများစုသဘောကျခဲ့ကြတဲ့စားကြောင်းလေးတစ်ချောင်းဖြစ်တဲ့ကဗျာဆရာဆိုတာဒန်ခန်ကျိုးလေးတစ်ချောင်းပါဗျာဆိုတာကတကယ်ကိုလှပလုံးနဲ့အုံုံလေးပါဟုတ်တယ်ကဗျာဆရာဆိုတာဒန်ခန်ကျိုးလေးတစ်ချောင်းပါတစုံတယောက်ကြားရောက်မိပေကိုရင်းကိုသာဝင်ရွက်ခန်းသည်ဆိုပြီးအတိတ်ပဲဖွင့်ထားပါရဲ့။ကြပြဆရာဆိုတာဘာလို့ဒန်ခန်ကျိုးလေးဖြစ်လာရတာပါလဲ ။ကြပြားဆရာတွေကနှလုံးသားနှုတ်ကြပါတယ်။ကြပြားဆရာရဲ့စိတ်ကမြစ်ထဲမှာချထားတဲ့ငါးဖန်ပိုက်အပျော်စားလေးနဲ့တူပါတယ်။သူ့ခံစားချက်နဲ့လာညှိတဲ့အလိုဖြစ်ရမျိုးကိုမဆိုစွဲယူကိုက်ညီပြီးဖမ်းသိမ်းထားတဲ့ကြပါတယ်။လမ်းဘေးပန်းပွင့်လေးတပွင့်နဲ့အဖော်မဲ့နေတာကိုမြင်ရလေတနာရင်တနာနေတတ်ပါတယ်။သရောင်းသားတစ်ယောက်ရဲ့ဖလားထဲမှာပတ်စံနဲ့အပြည့်ကြီးဖြစ်နေတာကိုမြင်ရရင်လေပြောရင်ပြောနေတတ်ပြန်ပါတယ်။ဒီတော့ကြပြားဆရာပဝင်းကျင်ကရိုက်ခတ်လာသမျှဒရဲ့အနှုတ်ရင်တွေကို တယောက်တည်းရင်ကော့ခံနေရတတ်တဲ့ဒဏ်ခံကျိုးလေးတစ်ချောင်းဖြစ်လာရပြန်ပါတယ်။စိတ်နှလုံးသားနှူးညံ့တဲ့ကြပြဆရာတွေဆိုတာဘသူမှမမြင်မကြားနိုင်ရတဲ့အမတ်တမဲ့ရှိနေတတ်တဲ့ခံစားချက်တိတိလေးတွေကိုချိန်ယူပြီးတယူတရနဲ့ဝှက်ဖက်တိုက်ကြသူတွေပါ။ချစ်သူလေးကိုဒီလိုနီးနေရခဲ့ပေမဲ့ပြန်ရလိုက်တာကတော့အကျဉ်းနာမဲမှုတွေပါပဲ။အမေမတီးဘူးလားလူတွေအပြုံးမှာကုံစင်းနှုံးတွေပါတယ်အမေရဲ့။ဧကန်းနဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုတာတူတူခက်ခမုန်းနေအမေရဲ့။ ခစ်ကိုလှစ်ပြတဲ့နေရာမှာကျွန်တော်တို့ရဲ့ကြပြာနှက်ပြရတော်ဘာဖြစ်တဲ့ဆရာချောကတီဆုံးနဲ့အလှဆုံးဖွင့်ပြတတ်သူပါဂရဝင်မြောက်တဲ့အမှုပညာလက်ရာရေးဆိုတာခစ်ဆက်ဆက်ကိုဖျက်တမ်းကြော်လွှားပြီးတော့အောင်မြင်နေသေးတဲ့လက်ရာတွေကိုခေါ်တာပဲဖြစ်ပါတယ်လူတွေရဲ့အပြုံးမှာကုံစည်းနှုံးတွေပါတယ်လို့ဧကန်းနဲ့အင်ကြီးကောင်းမှသက်ဆန်တတ်တဲ့လူတွေလို့ဆိုတဲ့အတုံးတော့ဟာတကယ်ကန်းဝင်ပါပဲဘာလို့လဲခုချိန်ထိဒီအကြောင်းအရာတွေကလက်ဆက်နေတော့မှန်ကန်နေတော့ပဲဖြစ်နေလို့ပါ အမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တပြစ်စားရပါတားမှာတော့ယူဇနာတန်းပေါင်းများစွာဝေးကွာလို့ဆိုတဲ့အရေးတောက်ကိုကျွန်တော်တော်တော်လေးခိုက်မိပါတယ်အများကြီးစူးစမ်းခဲ့ရပြီမအောင်မြင်တဲ့အခါတွေကိုတော့ငါအရန်စူးစမ်းလုပ်ယူခဲ့ရပြီမဲ့တခြားသူတွေလည်းကြာရောအေးစေးလုပ်ယူရတဲ့အရာတွေဒါတွေကိုကြုံလိုက်ရင်ဆရာချော့ရဲ့ဒီကဗျာစာသားလေးတွေကို အလိုလိုရွတ်နေမိတဲ့နောက်တစ်ခုအရန်ကြိုက်မိတဲ့စာသားလေးတစ်ခုကသမင်းစစ်စစ်စားခြင်းနဲ့အိမ်နံမွေးတဲ့အိယာစစ်စစ်မှာအိတ်ခြင်းနဲ့ခြေောက်တွေကို မိဖို့အငွေပေးခြင်းနဲ့ဗမာပရာစေးတန်တန်တောက်ခြင်းနဲ့ပြီးတော့ဟော်ဒီလိုအမေမျက်လုံးအယောင်ကိုမွတ်သိပ်ပါတဲ့တေပေလွေလွင့်ပြီးပြန်လာတဲ့သားကိုဂယုနာတတ်မြဲတတ်တဲ့အမေအကြည့်လေးဆိုတဲ့စာသားမိသားစုအနှွေးတက်အမေအကြည့်တက်လေးမှမရှိရင်စားနေရတဲ့စံနေရာထမင်းစစ်စစ်လို့ကိုမထင်ဘူးအထူးသဖြင့်ဒရန်အနာရီရတွေနဲ့လဲကျနေရင်တော့မှအမေကတော့ဖေးမတွဲကူညူဆူးချင်းကင်းကင်းနဲ့ထမင်းစစ်စစ်တွေကိုကျွေးမှအသေးချာပါပဲတခြားသူတွေကတော့ အမေလိုအကျဉ်းသာစစ်စစ်တွေနဲ့ဓမင်းစစ်စစ်တွေကိုကျွေးခြင်းမှကျွေးမှာပါထို့စောင့်အော့လောက်တာရီတေချာပေါက်ပါနိုင်တာဆိုတော့လေအမေအိမ်ကဓမင်းစစ်စစ်ကိုတန်းတမိပါတယ်အောင်မြင်မှုတွေနဲ့ပျော်ရွှင်တဲ့ဘဝကိုရနေတဲ့ဆိုရင်သာအမေကိုတရိယာခြင်းမှရမှာဖြစ်ပေမဲ့ဒုက္ခတောကရီကြုံရအစင်မပြေမှုတွေကိုရင်စိခံရတဲ့အခါကျတော့ကျွန်တော်အရင်ဆုံးတန်းတမိတာကအမေကိုပါအဲ့ဒီအခါကျတော့အမေစီကိုပြန် အမေရင်ခွင်နဲ့ခေါင်းဝင်တိုးပြီးအမေစိတ်ကမကတ်တာကြာပြီဖြစ်တဲ့သားသင်မောလေးအမေရဲ့လို့တိုးတိုးလေးပြောမိမှာပါအမေကတော့လူသိုးကြီးဘွားနဲ့ပြန်လာလာလူကောင်းတရားအဖြစ်နဲ့ပဲရောက်လာလာအောင်မြင်မြင်ရှုံးနေတဲ့သူ့စိတ်ကန်းကိုကတ်လာတဲ့သားသင်မောတစည်းကိုတော့နွဲ့နွဲ့ထွေထွေကြိုးစိုးနေမြဲဖြစ်ပါတယ်ပြန်စာငိမ့်